အာအခုကတော့ဘယ်လိုခေါ်မလဲဟုတ်မဟုတ်တော့မသိသေးဘူးဒါပေမဲ့ကိုယ့်ကိုပျော်နေတဲ့ကိစ္စလေးတစ်ခုတော့ရှိတယ်အဲဒါပေမဲ့အဲအခါကျရင်တော့ထွက်မှာပဲမမလို့နဲ့ပြန်တွေ့ပြီးပြန်ပြောမယ်နော်အာနည်းနည်းလောက်ပြပြလို့မရအောင်တက်မှာအရင်ကြိုမပြောရဲလို့ညီမလေးရလားရမောကဘယ်လိုခေါ်မလဲဟိုဟာတောက်လဲ အမှန်တော့သဘောကျတယ်သဘောကျတယ်ဆိုတာဘောဘဘပဲအစင်းပေါ်မှာဆိုလို့ရှိရင်ဟာတာအရန်ပြော်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဟာတာရိုက်တဲ့သူကစိတ်တည်းကတက်လွင်နေတာသူတို့ရဲ့ခေါင်းထဲမှာဘယ်နေရာမှာဘလို့ပြက်လုံးထဲမလဲဘယ်နေရာမှာဘလို့ပြော့အောင်လုပ်မလဲအဲဒီဥစ္စာတွေသူတို့အမြဲတမ်းတွေးနေရဆိုတော့စင်းပေါ်ကလူတန်းကအမြဲတမ်းလို့ဘယ်လိုခေါ်မလဲဘောဘဘဖြစ်နေဘောဘဘဖြစ်နေတော့အဲရိုက်ကွေးပရက်ရှာတွေဘာကြီးဆိုတော့လည်းမခံစားမိဘူးဟာတာရိုက်အဲ့လိုမျိုးပျော့ပျော့ရှင်ရှင်လေးပါပဲဟုတ် အာအခုကတော့ဘယ်လိုခေါမလဲဟုတ်မဟုတ်တော့မသိသေးဘူးဒါပေမဲ့ကိုယ့်ကိုပြောနေတဲ့ကိစ္စလေးတခုတော့ရှိတယ်အဲဒါပေမဲ့အဲအခါကျရင်တော့ထွက်မှာပဲမမတို့နဲ့ပြန်တွေ့ပြီးပြန်ပြောမယ်နော်အာနည်းနည်းလောက်ပြပြလို့မရအောင်တက်မှာအရင်ကြုံမပြောရဲလို့ဟုတ်ပါဘူးကိုမျော်လင့်နေတဲ့အရာလေးအဲ့မို့လာညာလာတော့မလားဆိုစိတ်လေးဖြစ်နေရပါဟုတ်အဲညီမလေးရလားအဲရမောကဘယ်လိုခေါ်မလဲလို့ ဟာတော့လေအမှန်တော့သဘောကျတယ်သဘောကျတယ်ဆိုတာပေါ့ပပပဲအစင်းပေါ်မှာဆိုလို့ရှိရင်ဟာတာအရန်ပြော်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဟာတာရဲ့တဲ့သူကစိတ်တရားတက်လွင်နေတာသူတို့ရဲ့ခေါင်းထဲမှာဘယ်နေရာမှာဘလို့ပြက်လုံးထဲမလဲဘယ်နေရာမှာဘလို့ပြော့အောင်လုပ်မလဲအဲဒီလိုဥစ္စာတွေသူတို့အမြဲတမ်းတွေးနေရဆိုတော့စင်းပေါ်ကလူတိုင်းကအမြဲတမ်းဟိုဘယ်လိုခေါ်မလဲပေါ့ပပဖြစ်နေပေါ့ပပဖြစ်နေတော့အဲရိုက်ကွေးပရက်ရှာတွေပါရယ်ဆိုတာလည်းမခံစားမိဘူးဟာတာရရင်အဲ့လိုမျိုးပျော့ပျော့ရှင်ရှင်လေးပါပဲဟုတ်နေရအောင်ပို့လို့လည်းဟာတာကလည်းကြည့်နေတာအာကြည့်တာပေါ့ ကြည့်တော့ဗောမြမရမုံဆိုအရန်ကြိုက်တာမာမီရှိန်တို့ပြီးတော့ကြောက်တင်မုံနေမူးထားတဲ့အိမ်တို့အရန်သဘောကြတယ်အဲ့လိုမျိုးကားလေးတွေအဲ့လိုဘယ်လိုခေါ်မလဲလူကမန်ဟာတာဆိုပေမဲ့လေခုတိလဲရိုးမသွားဘူးအဲ့လိုမျိုးလေးပေါ့သဘောကျပါတယ်ဟာတာကားကြီးတော့ကြည့်ပါတယ်ရီအောင်လောက်ရတော့ခက်မယ်လို့ထင်ပါတယ်တခါတလေမှလည်းဟိုဘယ်လိုခေါ်မလဲရမုံလဲရမုံအနှစ်ယောက်ပေါ့နော်စူးစမ်းတာရှိပေမဲ့တခါတလေကျရင်တထုတ်ဟာတွေကအဲ့လိုရီရပါမလားမရီရတော့ဘူး ဒါပေမဲ့တခုရှိရအဲ့ရီရအောင်အတင်းလုံးနေတာကိုမရီရတာအဲ့တော့ကို့ဟာနဲ့ကိုကို့ပုံစံနဲ့ပဲကိုနေလိုက်တယ်အဲ့ဒါနဲ့အနည်းဆုံးမရီရရင်တော့မှဘာဖြစ်နေရလဲဆိုပြီးတော့တွေးရမှာပေါ့နော်ဟုတ်ဟာတာကလေးရောရိုက်ထားရှိပါတယ်ဟုတ်စီဗီတွဲဆိုလို့ရှိရင်စီဗီတွဲရည်ရယ်လीအဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုအာပေါ့နော်သူ့ရဲ့အာအရန် ဘယ်လိုခေါ်မလဲကြိုက်တယ်လို့ထင်တယ်ဘာလို့ဆိုတပတ်မှာ9ရက်လောက်ကိုပြိသက်ကဒီလူတွေကိုကြည်ဒီလူရဲ့ဇက်အိမ်တွေကြည်ခံစားဆိုတော့တဖြည်းဖြည်းနဲ့ပြိသက်တွေနဲ့လည်းပို့ပြီးရင်းနှီးလာတယ်အဲ့လိုမျိုးတော့ထင်ပါတယ်စီဗီကိုဒါပေမဲ့စီဗီနဲ့တူတူရုပ်ရှင်ကလည်းရုပ်ရှင်အလျောက်သူ့ရဲ့ပြသခြင်းနဲ့ဖော်ကျူးခြင်းနဲ့ message ဟာတဆိုလဲဟာတအလျောက်နော်ဟာတဆိုလဲဟာတအဲဒါမှမဟုတ် drama ဆိုလဲ drama အဲ့လိုမျိုးပေါ့သူသူ့ရဲ့ဥစ္စာတိုင်းမှာသူကလည်းသူရှိရဲ့ဆိုဟုတ်သဘောကျပါတယ်အကုန်လုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတာဘယ်လိုခေါ်မလဲအခုချိန်တည်းတော့နောက်ထပ် အသက်လေးတွေထပ်ပြီးတော့ထွက်လာဖို့လည်းရှိတယ်။ဒါပေမဲ့ထမထွက်လာသေးဘူး။ဒါပေမဲ့မထွက်လာသေးဘူးဆိုပေမဲ့လည်းအထွက်လာတဲ့ခါကျလို့ရှိရင်လည်းအကောင်းဆုံးစူးစမ်းတာမြင်မှာပါလို့အဟာသဆိုလို့ရှိရင်လည်းဟာသကိုအရန်စူးစမ်းပြီးတော့ပေါ့နော်။ဒီမှလေးခုဟာသကိုပြန်တင်ယူပြီးတော့အဲအဲ့လိုမျိုးဘယ်လိုခေါ်မလဲစီနီယာတွေနဲ့တွေ့ပြီးတော့ဒီလိုစူးစမ်းတာလေးလည်းအများကြီးရှိပါတယ်ဟုတ် အစ်စ်ပေါ့မလွန်ဖူးတဲ့အစ်စ်တိုင်းကတော့အခက်ခဲဖြစ်ပါတယ်ဒါကတော့ဘယ်လိုပြောရမုံနိုးမမဟုတ်ဘူးဒါဘယ်လိုကောင်းလဲအစ်စ်ဖြစ်ဖြစ်မဖြစ်ဖြစ်မလွန်ဖူးတဲ့ character တွေလိုမျိုး character တစ်ခုကိုဝင်ရဆိုအရင်ကခက်ခဲလို့ရမုံကတော့ထင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုကောင်းလဲဘယ်လိုပဲခက်ခဲခက်ခဲအကုန်လုံးကစူးစမ်းပြီးလုပ်ကြရတဲ့အနုပညာရှင်တွေပဲဆိုတော့အားကြောင့်ဟုတ်အဆင်ပြေပါတယ်ဟုတ် ဟုတ်ယမတော့ pay rate writer တောင်အကောင်းဆုံးစူးစမ်းပြီးလုပ်နေသေးပါအခုမှလည်းအဲဆက်ပြီးတော့အဲရောက်လာတယ်ဆက်ပြီးတော့လည်းတင်ယူနေသေးသူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းတင်ယူနေသေးပါပဲဟုတ်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 ပါတယ်အများကြီးလဲထပ်ပြောလုပ်ပြချင်ပါသေးတယ်ဒါပေမဲ့လည်းအခုကဘယ်လိုခေါ်မလဲအဲစူးစမ်းနေသေးဆိုတော့လေဒီထက်ပိုပြီးတော့လဲပြဿနာကိုအဲခေါ်မလဲ character အစ်စ်လေးတွေလဲချပြချင်တယ်အဲ့အတွက်လဲစူးစမ်းနေပါတယ်ဟုတ်ကဲ့ဒီကရောအစ်စ်တွေထပ်နေတာမင်းငါမတင်တော့ အမြဲဟိုဘာလို့ဆိုတော့ဘယ်လိုခေါ်မလဲအမြဲတမ်းဟိုဘယ်လိုခေါ်မလဲအဲ့လိုကြီးကနေခါကြောက်လေဟိုအဲ့လိုဘယ်လိုခေါ်မလဲခုတော့မေခွန်းနေရာတစ်ချိန်လုံးဒီ dancing ဘိုင်းနဲ့ပဲပတ်သက်နေရဆိုတော့ဘယ်လိုခေါ်မလဲအများကြီးတော့နုပညာဘိုင်းနဲ့ပတ်သက်ပြီးတော့စူးစမ်းရပါမယ်ဟုတ်ဟုတ်ကဲ့ပိတ်တဲ့ဒီမင်္ဂလာပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အဲနေကောင်းတည့်ရဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်